မနေ့မနေ့တော့ဟာမဟုတ်တနေ့တော့ဟာပေါ့ခရမ်းရောင်နဲ့ကျမဗဒများအကြောင်းရှင်းပြတဲ့ post မှာအဲဒီ TikTok မှာမဟုတ်ဘူးเนาะဟိုဥစားလေး Facebook မှာအမျိုးသမီးတယောက်ကျမကော comment လာရေးတယ်အဲ့ comment ဘာလာရေးလဲဆိုတဲ့ခါကျတော့ကျမဖတ်ပြမယ်ပြိတက်ကြီးပြီးရင်ဆုံးဖြတ်ကြအောင်ဒီလားကျမလည်းတော်တော်ကြီးကိုတော်တော်ကြီးကိုကျမလည်းထားလေးကြရင်စိတ် အားယော့မိတယ်နော်ဆိုတော့လေအဲ chat gpt မင်းရင်အောင်နဲ့တိနေတာတဲ့ចောင်းစာတွေထဲမှာလဲပါနေတဲ့မြန်မာနိုင်ငံရဲ့ twin threat ယေဒနာအကြောင်းတွေပါတဲ့အဲ့လိုလေးလာရေးတယ်အဲ့တော့ကျမကဘာပြန်ရေးလဲဆိုတဲ့ခါကျတော့လူတိုင်းသုံးတက်လို့ရှိရင်တို့အာညောင်းခံစီရအောင်မလို့ဘူးလို့ကျမကဒီလိုလေးပြန်ရေးတော့ तू ကကျမကိုဘာပြန်ရေးလဲဆိုတဲ့ခါကျတော့အဲ လူဘိန်းနေနားလဲအောင်ねရှင်းပြခြင်းတော့ရှင်းပြပါတယ်ဒါပေမဲ့ဆီယာမာကြီးတော့လာမလုပ်ပါနဲ့ဆိုတော့ကျမစကားဆက်ပြောလို့မရတော့ဒီလိုလူမျိုးနဲ့ admin ကို block ခိုင်းလိုက်တယ်เนาะဆိုရခါကြတော့ကျမမင်းမင်း chat gpt ကို လူတိုင်းသုံးတတ်သလားကျမတို့မြန်မာပြည်မှာ chat gpt ကိုလူတိုင်းသုံးတတ်သလားလဲနေလီအောင်မြင်းဆောင်မကြဆိုရှယ်မီဒီယာအသုံးပြုနေတဲ့သူတိုင်း ChatGPT သုံးတတ်သလား ကျောင်းစာတွေထဲမှာပါနေတဲ့မြန်မာနိုင်ငံရဲ့တွင်းထွက်ရတနာဘယ်အတန်းမှာပါတယ်လဲဘနတန်းစာမှာပါတယ်လဲတွင်းထွက်ရတနာတွေအကြောင်းကိုဒီလိုမျိုး specialize ပြထားတဲ့ဒီတွင်းထွက်ရတနာတွေအခုကျမရှင်းပြတဲ့တွင်းထွက်ရတနာတွေကအတန်းကျောင်းရဲ့ဘနတန်းမှာသင်ရတယ်ဟုတ်ပြီနော် ဘဏ္ဍတန်းမှာသင်ခဲ့ရလဲပြထန်းစာအုပ်ဘဏ္ဍတန်းမှာပါတယ်လေအတန်းပညာတွေမှာလဲမြန်မာចောင်းစာတွေထဲမှာလဲပါနေတဲ့မြန်မာနိုင်ငံရဲ့တွင်းထွက်ရတနာအကြောင်းလေးဆိုတော့ကျမအခုဘောပြောပို့ချတင်ပြ sharing လုပ်နေတဲ့ဒီဗဒမြာနီလာစသဖြင့်ကြောက်ရတနာအကြောင်းကြီးဟာဘယ်ကျမတို့တင်ခဲ့ရတဲ့သူငယ်တန်းကနေကျမတို့၁၀တန်းပေါ့အခုဆို၁၂တန်းထိဘယ်အတန်းမှာတင်ခဲ့ရလဲအဲ့တော့တစ်ခါတလေကြာရင်လူတွေကစေတနာကိုစွန်ကားတယ်เนาะ စည်နာဆော်ကားတယ်ဆိုတော့လေကျမကလေကိုထမင်းကိုစားပြီးတော့မှတက်သည့်ပညာမနေတာရှင်းပြလေအဖက်ဖက်ကနေအဖြစ်ပြောပြီးတော့မှအဲ့လိုမျိုးလိုက်ပြီးဖြစ်တဲ့သူတွေနဲ့ဆိုရင်လေကျမလေအရန်အာရုံတယ်တိလားကျမလေဆီယာမာကြီးမလုပ်ပါဘူးကျမဆီယာမာကြီးပါလို့တခါဘူးမှမပြောပါဘူးကျမတီးတလောက်တက်တလောက်ကျမကိုမေးတဲ့မေးခွန်းတွေကိုအနီးဆက်ဆုံးနားလည်အောင်ကျမရှင်းပြပေးတာပဲရှိတယ် ဒီထက်ဒီထက်အများကြီးတင်ယူစရာတွေရှိသေးတယ်။ကျမကိုယ်တိုင်လည်းတင်ယူနေစဉ်ကျမတက်တာကိုလည်းပြန်ပြီးမျှဝေနေစဉ်လို့ပဲကျမပြောတယ်။ငါဆီယာမာကြီးနော်ငါဆီယာမာကြီးနော်လို့အယ်မွန်တင်ပြောတာကြားဘူးသလား။ကျမတိတလောက်တက်တလောက်နားလေတလောက်ရှင်းပြတာလို့ပြောတာ။ Chat GPT လူတိုင်းသုံးသက်သလား။လူတိုင်းသုံးသက်သလား Chat GPT နဲ့။ကျမတို့ဒီနားမှာနေတနိုင်ငံလုံးကိုမမေးသေးဘူး။ဒီနားကလူတွေရှိရတဲ့လူတွေပဲ Chat GPT မေးကြည့်လိုက်သုံးသက်လားဘိုးလေး။ရေတနာဆိုင်ပိုင်ရှင်လူတိုင်းမသုံးတတ်ဘူး ChatGPT ကြီးပြီးတရား ျမတို့မြန်မာပြည်မှာဆိုရှယ်တုံးနေတဲ့လူဒန်းစားအများကြီးရှိတယ်။အင်္ဂလိပ်စကားလုံးနဲ့မတုံးတတ်ဖဲနဲ့ကျမတို့မြန်မာစာနဲ့ပဲဒီ Facebook တွေဟွာတွေကိုမြန်မာမြန်မာ version နဲ့ပဲတုံးတဲ့သူတွေအများကြီးရှိတယ်။ ChatGPT ဆိုတာဘာမှန်းကောင်းကောင်းမတုံးတတ်တဲ့သူတွေအများကြီးရှိတယ်။ဟုတ်လား။ဆိုတော့ကျမက toxic ဖြစ်တဲ့စကားကိုပြောတာမဟုတ်ဘူးလေ။ ဘဟုတုတရစီတဲ့စကားစာဖတ်ရမှပြင်းတယ်လေကျမအတန်လေးနားထောင်လိုက်ရတယ်ဆိုနားထဲဝင်တယ်လေဟုတ်လားစာဖတ်ရင်မှတ်ညံနေမှာမရဘူးလေကျမဘုံတို့ပက်ဆာနဲ့ဥပမာဥပမေယနဲ့ပြောလိုက်တော့မှတ်မိသွားတယ်လေမကောင်းဘူးလားကျမ toxic ပြောနေတာမှမဟုတ်တာဟုတ်လားနော်တအားစိတ်ဆိုးတဲ့လူတွေလေနော်တစ်ခါတလေကြာရင်